မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတဘဝဘေးအမျိုးမျိုးကနေချော်ပြတ်နိုင်ကြပါစေလို့ဦးစွာဆုတောင်းလိုက်ပါတယ်။အခုတင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့ငလင်ကြောင့်ပလီပေါင်း60ကျော်ပြိုကျခဲ့ပြီးဝိပုစုတောင်းနေတဲ့အစ္စလာမ်ဘာသာဝင်900ကျော်တေဆုံးခဲ့ရတယ်ဆိုတဲ့တဲ့င်းမှာ အစံဘာသာဝင်တို့ရဲ့ဥပုပ်လာမြန်စွတောင်းဝပြရာတောက်ကြနေမှာလှောက်ခတ်သွားခဲ့တဲ့ငလျင်တန်းကြောင့်ဗလီပေါင်း60နီးပါးပျက်စီးခဲ့ရပြီးဝပြနေသူအစ္စလမ်ဘာသာဝင်900ကျော်ကနေ900အကြာသေဆုံးခဲ့ရတယ်လို့ CJ platform ကစုံစမ်းသိရှိရပါတယ် မနေ့ကမလ28ရက်မွန်လွိုင်းတနာရီဝန်းကျင်ကမှလှုပ်ခတ်သွားခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်ဘာသာရေးအဆောက်အဦတွေပြိုကျပျက်စီးခဲ့ရမှာအစ္စလာမ်ဘာသာဝင်တို့ရဲ့ဝတ်ပြုရာပလီတွေလည်းပြိုကျပျက်စီးခဲ့ရပြီးရာမဇန်ဥပုပ်လာရဲ့တောက်ကြနဲ့ဝတ်ပြုနေခြင်းငလျင်မေးတွေ့ကြုံခဲ့ရလို့လူထိခိုက်သေဆုံးမှုရရှိရှိခဲ့တယ်လို့သိရပါဗျ။ တောက်ကြံလေးဂျွန်မာလေးပေါ့နော်အဲ့ဒီမှာဗလီတိုင်းဗလီတိုင်းဗလီတိုင်းမှာဆူယုံမှုတွေများတယ်ဥပ္ပလာဆိုတော့ပုံတရပုံတိုးပြီးတော့ဆူယုံတယ်အဲ့ဒါအဲ့ဒီမှာအဲ့ဒါဝိပူတာလေးဝိတက်တာလေးအဲ့ဒါအဲ့ဒါဆူတောင်းတာလေးအဲ့ဒါအဲ့ဒါအဲ့ဒါတွေလုပ်ပြီးတော့နောက်ရက်လဲကြလဲကြတော့တောက်ကြံလေးနဲ့တတ်တဲ့ဆန်ဆန်ပေါ့ဗျာအဲ့ဒီမှာလူကလည်းတအားများတာဗျာနော်အဲ့ဒါအဲ့ဒီမှာလည်း ငငလေးလောက်တဲ့အခါကျတော့အတိုက်တက်လောလော်ဒီယမ်မှပြင်ထန်တဲ့အဲဒီငလေးလောက်တဲ့အခါကျတော့အဲ့ဒီမှာပဲကျွန်တော်တို့ဗလီတွေပေါ့နော် အခုကျွန်တော်လက်လမ်းမိသားဆိုရင်အဲ90ကျော်တယ်ပေါ့နော်ဗလီ90ကျော်ကအဲဒီအကောင့်ပကတိဘာမှပြန်မရတော့ဘူးဗျာတော်ချီဆိုးသွားတယ်ဒီမှာဆိုမန္တလေးမှာဆိုရင်အဲ့ဒါမှမဆိုးရင်မဆိုးရင်ဟုတ်ပြီနော်အဲဒီဒီအကြောင်းတိုက်ဒီဖရားအကြောင်းကစီဒီပထိုးတွေတကမှရှိတဲ့နာမည်ကြီးဖရားတွေမန္တလေးမှာရှိတဲ့နာမည်ကြီးဖရားတွေနောက်တစ်ခုကဘုန်းကြီးကျောင်းတွေ နော်ငလင်းတဲမိတယ်ပေါ့ဗျာလူမျိုးပေါင်းစုံဘာသာပေါင်းစုံရဲ့ဒါတိတိကအဆောင်အုံနေနဲ့လူမျိုးပေါင်းစုံဘာသာဝင်နေအခုလိုမျိုးအသေးချင်းပြစီတဲ့ပုံမှာတော့ထပ်ထူထမ်းမြန်ကြာရင်သူမိသားစုနဲ့ဘောနဲ့ချိန်ခွင့်ပြီလို့ဆိုတော့တရားစကားလေးလည်းပါကြပါတယ်ခင်းဆက်ဆက်အာနာရှင်တွေဟာမလီတွေကိုပြုတ်ပြင်ခွင့်မပေးဘဲတွက်တဲ့ချက်တန်တချောင်းရိုက်ဖို့ပြီးခွင့်မပေးခဲ့တာကြောင့်ပြုတ်ပြင်မှုအာနေနေတာတွေကြောင့်လည်းအခုလိုပို့ပြီးပြစီဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့သူကစက်ပြောပါတယ်စကိုင်းငလျင်ကြောင့် မန္တလေးကပလီ16လုံးအပါအဝင်ပလီပေါင်း60ကျော်ထိခိုက်ပျက်စီးခဲ့ရပြီးစကိုင်းရှိပလီ9လုံးမှာလည်း၄လုံးမှာသုံးမရအောင်ပျက်စီးမှုများစွာဖြစ်ခဲ့ရတယ်လို့သိရပါတယ်။လက်ရှိမန္တလေးကနှစ်ပေါင်းရရှိရှိတဲ့ရွှေဘုံရှင်ပလီရဲ့ပြိုကျပျက်စီးနေတဲ့အပြည့်စည်းတွေအောက်မှာအစ္စလမ်ဘာသာဝင်တွေ ရှိနေသေးပြီးအဆောင်အဦရဲ့အပြည့်စည်းတွေကိုရန်ရယာတွေမရှိသေးတာကြောင့်ဖယ်ရှားနိုင်မှုခက်ခဲနေသေးတယ်လို့စုံစမ်းသိရှိရပါတယ်။ စီဂျေပလက်ဖောင်းရဲ့စုံစမ်းထားရှိမှုတွေအရမန္တလေးကအမြောက်တန်းပလီမှာ120ဦးစကြနယ်ပလီမှာ20ဦးကြောက်ပလီမှာ10ဦးစိမ့်မန်းပလီမှာ2ဦးပန်းသေးပလီမှာ1ဦးတည်ဆုံခဲ့ရတယ်လို့သိရှိရပြီးပျောက်ဆုံးနေသူတွေလည်းရှိနေသေးတာပါဒါအပြင်မိထီလာကဘန်ဂါလီပလီမှာ9ဦးပျော်ဝဲကမြို့သစ်ပလီမှာ2ဦးယမဲသိန်းကန်းကြီးပလီမှာ35ဦးနဲ့ပြင်မနာမှာ90ဦးခန့်တည်ဆုံခဲ့ရတယ်လို့သိရပါတယ် မန္တလေးကရှေဟောင်းပလီကြီး၊ရွှေပေါင်းချိန်ပလီအပါအဝင်၊အမြောက်တန်းပလီ၊တထေတန်းပလီ၊မင်္ဂလာပလီ၊တောင်စင်ကျုံပလီ၊စကြမြောက်ပလီ၊စကြတောင်ပလီ၊တိုက်တန်းပလီ၊မြောက်ဦးပိုပလီ၊ဘုံဦးရွာပလီအပါအဝင်ပလီပေါင်း၁၈လုံးပြိုကျပျက်စီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်တရဦး၊ချမ်းမြတာစီ၊အမရပူရရွှေဘို၊မိထီလာစင်ကိုင်း၊တာစီပျော်ပွဲ၊ရမေတင်၊ရေတာရှိ၊ပလေး တောင်ကိုမဲလောင်းမျိုးတွေရှိပလီတွေအပါအဝင်ကျောက်ဆယ်ကပလီလေးလုံးလဲပြိုကျပျက်စီးခဲ့ရတယ်လို့စုံစမ်းသိရှိရပါတယ်။ဥပုပ်လာရဲ့28ရက်မြောက်နေ့မြင်းမြတ်တဲ့ညကရေညမှာညလုံးပေါက်ဖျားရှင်ခိုးကြပြီးတောက်ကြနေကိုတန်ရောက်တာဥပုပ်လာရဲ့နောက်ဆုံးရက်လည်းဖြစ်တယ်။ဂျူမွာနေ့လည်းဖြစ်တော့အရင်ထက်လူပိုများတာလို့အစ္စလမ်ဘာသာဝင်တအုပ်ကလည်း CJ platform ကိုပြောပါတယ်။ ်ငလေးမလောက်ခင်မလ29နေ့ညဟာအစ္စလမ်ဘာသာဝင်တို့ရဲ့ဥပုပ်လဖြစ်တဲ့ရာမဇန်လရဲ့ရိုဇာ29လုံးရဲ့ညမွန်မြတ်တဲ့ညတညဖြစ်တာကြောင့်အစ္စလမ်ဘာသာဝင်တွေဟာတညလုံးဝတ်ပြုကြပြီးနောက်တနေ့တောက်ကြနေဟာလဲဂျူမွာနေ့ဖြစ်တာကြောင့်ဗလီတွေမှာအစ္စလမ်ဘာသာဝင်တွေအရင်ကထက်ပိုစီယုံနေခြင်းငလင်တန်းခံခဲ့ရတာပါ လက်ရှိမှာစကိုင်းငလျင်အကြောင်းတေဆုံထိခိုက်ဒဏ်ရာရတာတွေကိုကုညီကယ်ဆယ်ရေးအဖွဲ့တွေကရှာဖွေကယ်ဆယ်မှုတွေပြုလုပ်နေပြီးပြည်စည်းဆုံးရှုံးမှုကြီးမားလွန်လာကြောင်းကုညီကယ်ဆယ်ရေးတွေမလုံလောက်ဘဲအပြည့်အစည်းပုံများကြောင့်ပိတ်မိနေသူတွေရှိနေသေးတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်မြန်မာနိုင်ငံစကိုင်းနဲ့မန္တလေးကိုဗဟုပြုပြီးမလ28ရက်နေ့နေ့လယ်ပိုင်းမှာလောက်ခတ်ခဲ့တဲ့ငလျင်ဟာအင်အားခွန်တသမခွန်အစင်းရှိအင်အားအလွန်ပြင်းတဲ့ငလျင်တစ်ခုဖြစ်ပြီးငလျင်ကြောင့်သေဆုံးသူဟာ ်စုစုပေါင်း1000နှစ်ဦးဒဏ်ရာရရှိသူ2386ဦးရှိတယ်လို့စစ်ကောင်စီကမလ29ရက်နေ့နေ့လယ်ပိုင်းမှာ ထုတ်ပြန်လာပေမဲ့မြေပြင်မှာတေဆုံးသူလူစီးရင်ပုံမတော်လာနေတာပဲဖြစ်ပါရဲ့ရှင်ကျမနည်းနည်းပါ